တင်မျိုးသားစီယုံ KNU တက်မှ9နယ်မြေအတွင်းနှစ်ပေါင်း60ကျော်အခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့မော်ဖိုးကေစခန်းကိုကင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကထပ်မံသိမ်းပိုက်လိုက်ပါတယ်။ဖမ်းမြမာနယ်စပ်တက်မှ9နယ်မြေပိုင်ကြုံမြို့နယ်ထဲမှာတည်ရှိတဲ့မော်ဖိုးကေစခန်းမကြရေးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ကာကွယ်ခဲ့ပေမဲ့ KNL နဲ့ပူးပေါင်းတက်တွေဟာမေလ19ရက်နေ့တရက်အတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါမနေ့ကသူတို့ပြန်ပြီးသိမ်းပိုက်ရရှိခဲ့တယ်လို့ထိုးစားသိရတယ်နော် KNL လို့ KNL လို့ပေါင်းပြီးတော့မှဘယ်လိုခေါ်မလဲဘယ်ချိန်မှာဘုံလာထက်ကျရမလဲဘယ်ချိန်မှာ air strike နဲ့တောင်းတိုက်ခိုက်ဖြစ်လာမလဲဆိုတော့ပုံစံတွေတော့ရှိနေသေးတယ်လို့တော့ဒီပါလေရွာနယ်ခံတွေကနေပြောပြောတာတော့ရှိတယ်ပေါ့ဟုတ် KNU ရဲ့မော်ဖိုးကေ gate scan ကိုပြီးခဲ့တဲ့1984ခုနှစ်က စစ်ကောင်စီတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက်အထိုင်ချတက်ဆွဲထားတာနှစ်ပေါင်း40ကျော်ကြာရှိပါပြီ။မော်ဘိုကီစကန်ဟာတပ်မခွင်းနယ်မြေတွင် KNLN နဲ့ပူးပေါင်းတပ်တွေရှစ်ခုမြောက်သိမ်းပိုက်နိုင်ခဲ့တဲ့စစ်ကောင်စီအခြေချစကန်ဖြစ်ပါတယ်။စကန်သိမ်းတိုက်ပွဲပြီးတဲ့နောက်စစ်ကောင်စီတပ်သား28ဦးဟာထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားခဲ့တယ်လို့ထိုင်းခြေဆိုင်သတင်းမီဒီယာတွေကရေးသားဖော်ပြကြပါတယ်။ KNL နဲ့ပူးပေါင်းတပ်တွေဟာနောက်ဆုံးကြံရှိနေတဲ့ Nordia စခန်းကိုသိမ်းပိုက်ဖို့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့လည်းသိရပါဗျာ။